ူချမ်းမို့လို့တရားတင်ဆိုရဲ့တားကိုလူရမတွင်းတာလားဆိုပြီးရုပ်ချင်းလောကတစ်ခုလုံးကိုစိန်ခေါ်လိုက်တဲ့မိုးစင်အနည်းပညာလောကရဲ့မျက်နှာကြည့်ရာဟင်းပက်ပါပုံတွေအကြောင်းကိုလုံးဝသိမခနိုင်တော့တဲ့ ဒီလိုကတော့တီဟာတင်ဆိုရဲ့သားအပေါ်မှာဝိုင်းဝန်းဖယ်ရှင်ထားကြတဲ့မင်းသားမင်းသမီးတွေရဲ့လောက်ရောက်ကိုထုတ်ပြောလာခဲ့ပါတယ်။ဒီလူရဲ့နာမည်ကတော့မိုးဆဲဖြစ်ပြီးလူကျန်းဖားခင်ကြီးဆုံးပွားပြီးနောက်မှာအနုပညာလောကအထက်ကိုတုံးဝင်ဖို့ကြိုးစားနေကြတဲ့ကလေးတူဦးကိုနာမည်ကြီးမင်းသားမင်းသမီးတွေကိုယ်တိုင်ကပြပယ်ထားကြကြောင်းမခန့်ကျင်စိတ်နဲ့ဂျားတဲ့ကဝင်ပြောပေးခဲ့တာပါ။ဒီလိုပြောရလောက်အောင်လဲနဲ့ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိခဲ့မှုတဲ့မင်းသားကြီးတီဟာအတင်ဆိုးရဲ့မျက်နှာကိုမှအာမနာ ပဲမင်းသားမင်းသမီးကမှသားဖြစ်သူရဲ့ရဟန်းခံရှင်ပြီးပွဲကိုမလာခဲ့ကြတာဖြစ်ပါတယ်။မတိလို့မလာရင်ထားအောင်အခုတကူတကာဖိတ်စာတွေနဲ့လိုက်ဖိတ်ထားတာတောင်အဖက်မလုပ်ကြတာမို့လို့လေဂျားတဲ့ကနေမိုးစကပောက်ခွဲခဲ့ပြီးအခုလိုမီဒီယာတွေရှေ့မှာလူသိထင်ရှားထုတ်ပြောခဲ့တာပါ။ဒီအကြောင်းကိုမိုးစကတကယ်ဆိုဒီလိုကမင်းသားမင်းသမီးတွေ celebrity တွေ၁၀ရောက်အယောက်၂၀အိုးစီဘုံမောင်းတွေနဲ့ အ ਨੇ ဆုံးတော့ဖြစ်ရမှာတိတိရှိချာလဲလိုက်ဖိတ်ထားတဲ့အတွေ့ဖြစ်စေခြင်းမိတဲ့ဖီလင်းလည်းရှိတယ်။ဒါပေမဲ့အခုဆိုရိတ်ရှင်ဘက်ကလူတွေတယောက်မှမတွေ့ရဘူး။ကိုလူရောဖွဲကဘယ်နဲ့ရောက်ဇပ်ဖို့ဇယံကဘယ်နဲ့ရောက်မင်းသားမင်းသမီးကဘယ်နဲ့ရောက်အ ਨੇ ဆုံး၅ယောက်လောက်လာရင်တောင်းကျေနပ်မိမှာပါ။ငကိုကလေးကရုပ်ရှင်အတိုင်းဝိုင်းဆိုတာပတ်စံရှိတဲ့လူနာကလိုက်အခွင့်ရေးရရင်ဖောက်ပြန်လိုက်နာမည်ကြီးမင်းသားမင်းသမီးအရှင်ကျင်းဇာလံပတ်ရှုံးလိုက်မျက်နှာကြီးကဟင်းဘက်ပါလိုက်နဲ့ ဒီလိုပါပဲအခုလည်းအချိန်ပေးပြီးအောက်ကြနောက်ကြလိုက်ဖိတ်ထားပါရဲ့နဲ့တရားမှမလာတော့သူ့အတွက်တင်ကန်းစာတစ်ခုရက်သွားမှာပါလို့ပြောဆိုခဲ့တာဖြစ်ပါတယ်အဆိုပါပြောဆိုမှုနဲ့ပတ်သက်ပြီးတင်ကန်းစီထားတဲ့တိဟတင်စိုတားရဲ့အငုံမျိုးလုံးအပြုံးမျက်နှာလေးကိုအားလုံးကတနာကယူနာတက်ခဲ့ကြပြီးဥတီဟာတင်ဆိုကြီးမြင်ရင်သိကောင်းမှာမဟုတ်ဘူးသူတားကိုအရန်ရှစ်ချတာအ ਨੇ ဆုံးတော့လူကျင်ဝေးရာဖိတ်ထားရင်ခဏလောက်လာတင်ပါတယ်လို့ဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းတချို့ပရိသတ်တွေကတော့အဆိုပါမြင့်ရရှိမှုအပေါ် လုံးဝမတနာကြပဲလူဦးစရာမိဘမိဘတွေကဒါဒီကလေးလမ်းကြောင်းအမှန်တစ်ခုပေါ်တင်ထားခဲ့ရင်အခုလိုလူတိုင်းကိုလိုက်ပြီးမျှော်နေစရာမလိုဘူးတီဟာတင်ဆိုးတို့ကချမ်းသာတဲ့မိသားစုပါသူအောင်မြင်နေတဲ့အချိန်မှာရုပ်ရှင်လောကကမဟုတ်တဲ့တခြားပညာရပ်တွေတင်ပေးလို့ရခဲ့တာပဲသူတို့နာမည်ကြီးတဲ့အချိန်မှာပတ်စံတွေတတစာမကုန်ဘူးဆိုတဲ့စိတ်နဲ့အလိုလိုက်ခဲ့လို့ဒီလိုဖြစ်နေတာတမိသားစုလုံးလုံနိုင်ရဲ့သားနဲ့အနေအဆားချောင်ခဲကြတာ အခုမှလာပြီးတနာအောင်လို့ပြမနေပါနဲ့လို့မှတ်ချက်တွေရခဲ့ကြပါတယ်ဖိတ်တကြီးတို့ရောဖခင်ဖြစ်သူမရှိတော့မှလူရသွင်းမခံရတဲ့တားငယ်လေးနဲ့ဖိတ်ထားတာတောင်တရားမှမလာဘူးဆိုတဲ့နာမည်ကြီးမင်းသားမင်းသမီးတွေရဲ့အပြုတ်မှုပေါ်ဘယ်လိုများထင်ကြပါတယ်လဲနော်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါရှင် Thank you.